သုံးလုံးချထားတဲ့ဓမ္မတို့သုံးလုံးချထားတာကအကြာမြင်မရှိတဲ့ပုထုရှင်များဤတွေ့လုံးလို့မှတ်ထားရမယ်။သုံးလုံးချထားတာကဘာပါလဲ။အကြာမြင်မရှိသောပုထုရှင်ပုဂ္ဂိုလ်များဤတွေ့လုံးလို့မှတ်ထားပါ။ အကြမ်းမြင်မရှိသောကုသဇဉ်တို့ဤတွေ့လုံးတို့တိကဏိပအင်္ဂုတ်ထုံမှာဘုရားသခင်ကိုရမေကြီးကဟောတော်မူပဲအဲ့ဒါဒီဥစ္စာဘယ်လိုအကြမ်းမြင်မရှိတဲ့ပုဂ္ဂိုလ်လဲလို့ဒကာဓမ္မတွေကအမေးထုတ်လိမ့်မယ်သူတို့ကြံခံပြီးတွေးကြတယ်တဲ့အမေမိဘတွေကဩရေမြန်းမှမို့လားလို့ရှိရင်ဖြင့် မိုးရေတိထံသာရွာပြီးကြလည်းရေရေမြို့ပါမြတ်ပါသွားမယ်ဆိုလို့ရှိဖြင့်အမေဖေကလည်းသာသမီမကဲနိုင်သာသမီကလည်းအမေဖေမကဲနိုင်အော်ဒီဥစ္စာလည်းဒုက္ခပဲလို့အကြမ်းမြင်မရှိတာဒီလိုတွေးလို့ရှိတယ်မှန်ပါဘူးဝေကောင်မတွေးတတ်ဘူးလားတွေးတတ်ပါဘူးကောင်းပြီဒါကရေဖေးသိလို့တွေးတယ်ပေါ့ဗျာမှန်ပါဘူး အဲမိရေတမျိုးလုံးလောင်ပြီးဒီကလာလာပြန်လို့ရှိရင်လေဟိုကဝိုင်းဒီကဝိုင်းလေဆိုလို့ရှိရင်ဖြင့်အမေဖေးကလည်းသာသမီမကဲနိုင်သာသမီကလည်းမေဖေးမကဲနိုင်ဘူးအဲ့ဒီလိုဒုက္ခများတွေ့ရမှာအလွန်ကြောက်စရာကောင်းတာပဲလို့အကြမ်းမြင်မရှိသောပုရိသင်ပုဂ္ဂိုလ်များကမိဘနဲ့ပတ်သက်လဲတွေးလုံးထုတ်ပြန်ကြတဲ့တခါသုံးနံပါတ်က အကြမ်းမြင်မရှိတဲ့ဘုရင်ပုဂ္ဂိုလ်များကအဲသဘုံတွေကမြို့မလူမဲလူကြမဲရကြမဲဆိုဖြင့်သားနဲ့မိနဲ့တကွယ်တရားစီပြေးကြသွားကြသူငါမကယ်နိုင်က သူမကယ်တိုင်အဲဒီလိုဖြစ်ရမှာလဲရောက်เสียကြီးပဲမကယ်နိုင်တဲ့အလုပ်တွေကလည်းတင်များပါလားလို့တွေးလိမ့်ရှိနော်ရေပင်နဲ့တစ်ချက်တွေးလိုက်တယ်မနာပါဘူးနေပင်နဲ့ရောတစ်ချက်ပါ အဲသဘုံဘဲတွေနဲ့ကောဒါအကြမ်းမြင်မရှိတဲ့ကုသိုလ်ရှင်ပုဂ္ဂိုလ်တို့ဤတွေ့လုံးတဲ့ဒါကြွေဒီတွေ့လုံးဆိုပါလားအကြမ်းမြင်မရှိသောကုသိုလ်ရှင်ပုဂ္ဂိုလ်တို့ဤတွေ့လုံးလို့မှိုက်စမ်းပါအဲ့ဒါငါပြောခင်ကိုရမေကြီးကဟောပါတကွာတဲ့မင်းတို့ရေးပေးတဲ့တယ်ဆိုပေမဲ့လေကံကောင်းကြောင့်တဲ့အမေအဖေနဲ့သာသမီများတနေ့ရရတင်းနေတွေ့ကြသေးတာပဲ တွေ့နိုင်သေးတယ်กว่าကံကောင်းကြုံတဲ့တဲ့ခါတဘောကြမိဘတဲ့နာလဲထုတ်တူပဲတဲ့ပြေးကြွှားကြတကွေးပြားစီနေကြညာတော့လဲကံကောင်းကြုံတဲ့လို့ရှိဖြစ်အမေနဲ့သာသမီးအဖေနဲ့သာသမီးတွေ့နိုင်သေးတယ်กว่าဒေါကသဘုံတွေကမျိုးတဲ့လူကြရဲ့ကြနေခုတ်ကြထစ်ကြဒီကဲ့သို့ရှင်းညာတော့လဲအဲကိုလမ်းပေါ့ ဥတ္တရာကိုပြေးကြညာတော်လဲအဲကံကောင်းကြောင့်တဲ့နဲ့ခါကြလို့ရှိရင်တကယ်သိတွေးဆိုင်သေးတယ်တွေးနိုင်တာဗေဒမျိုးပါလေမိဘသည်လည်းတွေးနိုင်တယ်ပေါ့ဗျာရေဘသည်လည်းကံကောင်းကြောင့်သိရင်ပေါ့ဗျာအဲသခိုးသမီးကဘေးသိရင်ရောတွေးနိုင်တာကြီးပဲတဲ့အဲ့ဒါအရှားမြင်မရှိတဲ့ပုထုဇဉ်တို့ဤတွေးလုံးလို့မှတ်လိုက်စမ်းပါကွာ သေသေးရှာရှာငါဘုရားခင်ကိုရမြကြီးကအမေကသာသမီမကဲနိုင်သာသမီကအမေမကဲနိုင်ဆိုတဲ့တွေးလုံးအစ်စ်ကိုတော့သူတို့ကမရောက်ကြဘူးဟေ့မှန်ပါဘူးတွေးလုံးအစ်စ်တော့မရောက်ဘူးတဲ့မှန်ပါဘူးဒကာရမတို့တွေးလုံးအစ်စ်တော့ဒကာရမတွေကမရောက်ဘူးဆိုပါလားမှန်ပါဘူးမရောက်ခဲ့ဘူးတဲ့ဒကာသက်ရတွေးလုံးအစ်စ်ကိုတွေးစေခြင်းနဲ့ဖခင်ကမှန်ပါဘူး တွေ့ရမရှိကဘာပါလိမ့်မလဲလို့တရားဓမ္မတွေကမေးလို့ရှိရင်ဘုရားကဟောရှာတယ်။သာအိုလာတာအမေရှိမှောက်တယ်မတတ်နိုင်ဘူးကွာ။အမေအိုလာတာသာရှိမှောက်တယ်ကော။ဟောအဲ့ဒါတွေ့စီခြင်းလေ။ဒါတွေ့စီခြင်းနဲ့တရားဓမ္မတို့သာအိုလာတယ်လည်းအမေရှိမှောက်ပဲ။တန်တရားရလား။အမေအိုလာတာလည်းသာရှိမှောက်မှာပဲ။တန်တရား အဲ့ဒါတွေးစေခြင်းလေกว่าဆိုတော့သစ္စာတွေးစေခြင်းတယ်လို့တရားကျွေးပြောလိုက်တာမှန်ပါဘူးဗာတွေးစေခြင်းတာဗာလေးသစ္စာတွေးစေခြင်းတယ်ဒါကတော့အဟုတ်ကိုကံကောင်းအကြောင်းသိလို့ကဲနိုင်တာပါသေးမှန်ပါဘူးအေးဒီဟာကသာကြောက်ရှာကောင်းပါလားဒကာဓမ္မတို့မှန်ပါဘူးဒါကကံကောင်းအကြောင်းသိဆိုတဲ့ချွင်းချက်ပါသေးလားမှန်ပါဘူးသဘောကျကြပါ သာနာလာတဲ့ခါကြလို့ရှိရင်လေတဲ့အနာရီပေါက်ရောက်ပြီးဒီကရလာတဲ့ခါကြလို့ရှိရင်လေအမေဖေကသာသမီကဲခြင်းညာတော့လေမနဲ့နေတော့မဲရုံမှတပါဘာမှမရှိဘူးဘယ်ဆင်းလိမ့်ပါလားဘယ်ဟာတောက်ပါလားမှတပါလေဒီကကျော်ပါရှိသေးတယ်တတ်နိုင်ရလားအဲအမေနာအမေဖေအနာရီပေါက်ရောက်လာပြန်တော့လေသာရီသမီးတွေကခင်ဗျားရဲ့မင်မာရဲ့ယူကပါတယ် အမေဖေကိုအင်္ဂါမှာဘုရားတဆူကုသလုံးဖြစ်နေထားပါတယ်ဆိုညာတော့လေသူတို့တတ်နိုင်ရအဲ့တော့အဲ့ဒီဗျာတိဆိုတဲ့အနန္တိစက်တဲ့ဒုက္ခသစ္စာကိုဟာတဲ့မှန်တဲ့တရားဖြစ်နေသောကြောင့်ဘုဒ္ဓဘုဒ္ဓမမကယ်နိုင်လို့တွေးခြင်းတွေးအဲ့ဒါမှအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြီးတွေးလို့သဘောပါရလားဘယ်ပုဂ္ဂိုလ်ကြီးတွေးလို့ပါလဲအသိဉာဏ်ရှိတဲ့ ရှင်းကြပါလားရှင်းပါပြီတောင်းပြီတကအမေဖေကသိကြီးသေးတဲ့အခါသာသမီများကတတ်နိုင်ကြတယ်မေဖေမှာသာသမီတွေကငယ်ရွယ်ရှင်ဘက်သေးကြကြည်ကြတာလေအမေဖေများကတတ်နိုင်ကြတယ်အဲဒါမရဏမိဒုက္ခသစ္စာကြတော့ဒဂရမတွေတည်ပြီးတာအတိုင်းဘ ᱹ ဒုဘ ᱹ ဒုကဘ ᱹ ဒုကိုဘ ᱹ ဒုကကယ်နိုင်သေးတယ်ဆိုတာရောရှိပါရဲ့လားရှိပါဘူး အဲ့ဒါတွေးရမှာกว่าတွေးကဘုဒ္ဓဇင်တွေကချောနေတယ်လေသဘောကျအတွေးချောနေတာဟောပေါ်ဗလားဟုတ်ပါဘူးအဲဩဝေသူလည်းငါမကန်နိုင်ငါလည်းသူမကန်နိုင်ပါလားလို့တွေးပါတယ်နာဘဲကိုလည်းသူလည်းငါမကန်နိုင်ငါလည်းသူမကန်နိုင်ပါလားလို့တွေးရမယ်သေဘဲကလည်းမေကလည်းသာသမီမကန်နိုင်သာသမီကလည်းမေဘဲမကန်နိုင်လို့တွေးရသဘောကျပါဘူး အဲ့ဒီကဲတော့တွေးလိုက်လို့ရှင်ဖြင့်ကသစ္စာဆိုင်တဲ့တွေးလုံးဖြစ်သောကြောင့်သူဒီညံထက်လာပြီးကလာတဲ့ကဲနိုင်ရလမ်းကြောင်းဟုတ်လားကဲနိုင်ရအကျင့်ဆိုတာသူကြံဖန်လာလိမ့်မယ်ဘုရားလူရင်းဖြစ်တာကိုတော့ဘုန်းကြီးတို့ဓမ္မတွေကမတွေးဘဲနဲ့ခေါင်းကကဲနိုင်အကျံကံကောင်းအကြောင်းသိလို့ကဲနိုင်ယူနိုင်မဲ့မိဘတို့ရေဘတို့သခိုးရမြသဘုံဘေးတို့ ဒါတွေကသာလေတွေ့မှာကြောက်ပြီးဒီကံလာနေတယ်တကယ်မကယ်နိုင်တာကိုတော့မတွေးမိဘူးနောက်အတွေးပြောင်းကြပါအောင်လို့သတိပေးလိုက်ပါတယ်ဘယ်လိုသတိပေးရမလဲအတွေးပြောင်းကြပါအောင်ဒကာရမတို့ဘယ်လိုတွေးကြရမလဲအဲဘုရုဘုရုမမကယ်နိုင်တဲ့ဥပင်းနာပင်သေပေးတွေကိုသားကလည်းမေးမကယ်နိုင်မေးကလည်းသားသမီး မကဲနိုင်ဆိုတဲ့အဲ့ဒီတွေးလုံးတွေးစီခြင်းတကွာကံကောင်းကြောင့်တင့်ပြီးဒီကာလဖြစ်မဲ့ဥစ္စာတွေသာရှောက်တွေးနေတယ်တကယ်သစ္စာဆိုင်တာကို မတွေးမိဘူးလို့ဘုရားကပြစ်တင်လိုက်သဘောကျကြဒါဖြင့်ဒကာရမတို့နောက်တွေးရကြလားအဲသာသမီကလားမင်းမကဲနိုင်မေးရလားသာသမီမကဲနိုင်ဆိုတော့ဖြာဒီဒုက္ခရောက်လာရင်ဖြစ် ဘဒုမလူမှမကယ်နိုင်ဘူးဆိုတာပေါ်လာတယ်။ရှင်းမလား။အဲသာသမိကလည်းမေဖေမကယ်နိုင်မေဖေကလည်းသာသမိမကယ်နိုင်ခမုန်းမကလည်းခမုန်းယောက်ျားမကယ်နိုင်ဆိုတဲ့နာဖေးတင်လာရင်ကောမကယ်နိုင်ဘူးဆိုတာပေါ်လာကြတယ်။သုသာတက္ကရာမတွေကထင်လွဲပြီးကဒီခါကျုပ်ကယ်လိုက်ရတယ်လို့ပြောခြင်းပြော။တကယ်သေးမဲ့ဝေဒနာဖြင့်ဘ누구ကယ်ကယ်ဗျာ။ နောက်ဆုံးမိကဒီလိုကြီးကဲခဲ့တာရသေးရဲ့မရပါဘူးအဲ့ဒီမရတာတွေကရှိပြီးဒီကာလနေတော့ဒါရီသာဒကာဓမ္မတွေကတွေးလုံးထုတ်လို့ရှိရင်ဖြင့်ဒကာကျွေသစ္စာတွေးလုံးဆိုပါလားသဘောပါကြဘာတွေးလုံးလဲသစ္စာသိတော့သံဃာကပြတ်ပါဘူးဖြင့်အဲ့တော့သစ္စာတွေးလုံးကိုတွေးကြပါလို့ဘုရားသခင်ကိုရမေကြီးကသတိပေးလိုက် အဲ့တော့ကိုတဲ့ယနေ့ဟောရမယ်တရားကဒကာဓမ္မတို့သိပြီးသားအတိုင်းမကဲနိုင်တဲ့တရားသုံးခုကိုသိပြီလား။ဥပေကိုအမေကသာသမီးနာဘေးကိုသေဘေးကိုသာသမီးကမင်းမိပါရော။ဒါဖြင့်ဘဒုဘဒုမှမကဲနိုင်ဘူးဆိုတာဒကာကျွယ်ပေါ်ရောဘူး။ဟုတ်ပါဘူး။ဘုလားကုံပေါ်သေးဘူးလား။ပေါ်ပါဘူး။ ပေါ်တော့ဘွာတဲ့မင်းတို့ဒီဒီတိုင်းဗုဒ္ဓံထိုင်ပြီးဒီကလာဩဒီဥစ္စာသစ္စာတရားတွေဗျာဒိပိဒုက္ခသစ္စာဇရာပိဒုက္ခသစ္စာမရဏပိဒုက္ခသစ္စာဘုသစ္စာဆိုတာအမှန်ဖြစ်တာဘုရုဘုရုမမကယ်နိုင်ဘူးလို့ဗုဒ္ဓံထိုင်ပြီးဒီကလာညံတုံးမနေလိုက်ပါနဲ့လို့တခါသေးရင်ဘုရားကမှားတော်မူပြန်တယ်ဗုဒ္ဓံထိုင်ပြီးပါတဲ့ ရှိတယ်กว่าละแกနိုင်တဲ့လမ်းကြောင်းแกနိုင်တဲ့အချက်ရှိတယ်အမေကသာသမီးแกနိုင်တဲ့လမ်းကြောင်းแกနိုင်တဲ့အချက်ရှိပါရှိတယ်တဲ့ဒကာတော်မတို့ကနော်ဘာရှိတယ်လုံးဗျာแกနိုင်တဲ့လမ်းကြောင်းแกနိုင်တဲ့အချက်သဘောကျแกနိုင်တဲ့လမ်းကြောင်းနဲ့แกနိုင်တဲ့အချက်ရှိပါတယ်လို့ဆိုတာ တရားဓမ္မတွေခုတရားတို့ကြားရတာပေါ့ဗျာမှန်ပါဗျာငကိုတော့မှတ်ထားတာကတော့ဩရာဘုရင်မမတတ်နိုင်သာကလည်းမေမတတ်နိုင်မေကလည်းသာမတတ်နိုင်နာလာတာကလည်းသာကမေမတတ်နိုင်မေကသာသူကြီးအပေါ်၌ဘယ်လိုမှမတတ်နိုင်ဘူးသိသွားပြန်လို့ရှိရင်လည်းဘုရုဘုရင်မတားမရကြဘူးဆိုတာကျွတ်တော်ဒီကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့သစ္စာတစ်ပါးတည်းသိနေတဲ့အတွက် ဒါနဲ့နာမှုဗုဒ္ဓံထိုင်လိုက်တာပဲဘာလဲတော့အေးဒုက္ခသစ္စာတပါးလေသိနေလို့တကကြွရသဘောကျအဲမဂ္ဂသစ္စာများသိလိုက်မယ်ဆိုလို့ရှိရင်ဖြင့်တရားဓမ္မတို့အမေကသာသမီကယ်နိုင်တယ်သာသမီကလည်းအင်းဒါဖြင့်သစ္စာတပါးလေသိနေပြန်လို့ရှိရင်လေ စိတ်ညှိုးငယ်ပြီးရောက်ကြနေတဲ့အိဗယ်ပဲရောက်သဘောပါလားဒါပြန်သစ္စာလဲတရားဓမ္မတို့အစုံသီးမှာပဲဥလာဘုရုတရားကျွဲတို့ကိစ္စပြီးမှာပေါ့ဗျာကဲဒါပြန်တရားဓမ္မတို့အမေကလည်းသားမကဲနေသားကလည်းမင်းမကဲနိုင်ဩဝိနာဝေတိဝေတိဖြင့်ဘ ᱹ ရုပ္ပုမမတတ်နိုင်တော့ဘူးဆိုပြီးတဲ့ကာလဒီတိုင်းထိုင်နေလဲတော့မဖြစ်ဘူးတဲ့ တကတရေပါလေလို့အဲ့တော့ခင်ဗျားတို့ဆရာဘုန်းကြီးကသတိပေးလိုက်ပါတယ်မကသစ္စာဆိုတဲ့လမ်းမတော်ကြီးမကသစ္စာဆိုတဲ့အကျင့်ကောင်းကြီးတကတိုက်ပါတယ်မကသစ္စာဆိုတဲ့လမ်းမတော်ကြီးမကသစ္စာဆိုတဲ့အကျင့်ကောင်းကြီးဟာ အမေကသာသမီကယ်နိုင်တဲ့ဗျာသာသမီကမေဖေကိုကယ်နိုင်ပါဗျာအင်းဒါဖြင့်တရားဓမ္မတို့ဒီလမ်းနဲ့ဒီကျင့်လိုက်လိုက်ရလို့ရှင်းဖြင့်ညီလုံးတွေကုန်ပြောက်ပေါ့ဗျာတွေးလုံးမာတွေလည်းကုန်ဆယ်မိသဘောကျတွေးလုံးမာတွေလည်းဗာဖြစ်သွားအင်းညီလုံးတွေရောညီလုံးတွေလည်းတရားတိုက်အကုန်ပြောက်သဘောပါကြအင်း ကုတော်ဖြင့်ဒကာရမတွေကသစ္စာမသိတော့ယူသားတယ်မတတ်တာလို့လွတ်လျရတယ်ဒီမင်းနဲ့တောင်စစ်တိုက်လိုက်ခြင်းသေးအမလေးဒေါသများဖြစ်နေလိုက်သေးငငယ်ရွယ်လေးတွေနာဆုံးကပေါက်ပြီးဒီကာလနေတယ်ကျုပ်ဖြင့်ယူရလိုက်ရတာလည်းမနေလာဘူးအစရှိစီနဲ့အနာနဲ့အမေနဲ့ရံဖြစ်နေတာပဲဟုတ်ကဲ့အဲအမေအိုးလာတာကိုလေသတိရကား ဒီကောကောင်းဆောင်လုပ်ပြီးလာတာကိုတော့မျက်စိကလည်းမဟာနာကလည်းမဟာဒီလိုနေရတာအမေဖေးတာအရင်တိုင်းငယ်တုန်းကလို့ဆိုရင်ကျွတ်တော့ဘာမှပူဇော်မရှိပါဘူးဗျာလို့သာသမီတွေကလည်းမေဖေးအိုရာမတတ်နိုင်လို့ကြည်နေရတဲ့သဘောရှိအခုတော့ပြင်ယနေ့သိရမယ်တရားဒီဃာရမတို့ဘုထိုင်တိုင်းဘေးကလာမေကသာသမီဟိုဘင်းသာဘေးသေးဘေးမကင်နိုင်ဘူးဆိုတဲ့ဥစ္စာ မရှိပါဘူးကွာတဲ့။ကဲနိုင်တဲ့ဤအကျင့်လန်းစဉ်လည်းရှိပါသေးတယ်။မှန်ပါဘူး။ဘာရှိကြလဲ။ကဲနိုင်တဲ့အကျင့်လန်းစဉ်တွေအများကြီးရှိပါတယ်ဆိုတော့ဟိုးတရားဓမ္မတွေရထားတာနဲ့ဗျာဒိမောဘိဗျာဒိနာတိတောတိအဘိနံပြစ္ဆကိတဗံဩအိုရာဘုရင်မတတ်နိုင်ဘူးမပြတ်တာလက်ကျက်တော့ဟုတ်လား နာရာဘရုမပတ္တန်နိုင်ဘူးကွဲတာမကွဲတာဘရုမမတ္တန်နိုင်ဘူးဒါဆင်ញံပိဋကလာသာနေတော့ဆိုတဲ့အဘိနသုတ်များနဲ့ဒကာရမတို့အဲ့ဒါကတဏှာအကျမ်းပတ်တာပါယခုဟာကတခါတည်းတဏှာကျမ်းရောတဏှာနုရောဘုံဘဝတွေပါပြတ်တဲ့အလုပ်ဖြစ်တဲ့မဲ့ခင်စခန်းကိုဒကာရမတွေကဒီလန်းကို သွားဒီကျင့်ကိုကျင့်လိုက်လို့ရှင်းဖြင့်အမေကလည်းသာသမီးကယ်နိုင်တယ် သာသမီးကအမေပါဗျာဒါဖြင့်ခင်ဗျားတို့သားနဲ့အမေမခွဲကျင်ပါဘူးဟုတ်လားအမေနဲ့သားနဲ့မခွဲကျင်ပါဘူးဆိုလို့ရှိရင်ဖြင့်ဘာကိုလှုပ်ထိုက်တယ်ဆိုတာပေါ်လာဘယ်လိုများပေါ်လာမဲခင်လှုပ်လှုပ်ဖို့ပဲဆိုတာပေါ်လာဘုရားကျွေးတိတ်ဖို့တန်ပါတန်ပါတယ်အေးဘုရားခင်ကိုရမကြီးထုတ်ဖို့ပြောပြီလို့ ဘုန်းကြီးတို့ဓမ္မတွေမှာအော်ကဲနိုင်တဲ့အကျင့်ကဲနိုင်တဲ့လမ်းစဉ်တရားသိုက်ရှိသေးတယ်ဆိုတာတွေ့ရတယ်ဟုတ်ပါဘူးတရားရတယ်ဖုတ်တံပါလားတံပါတယ်တရားဓမ္မတို့ရှေးကဗုဒ္ဓံထိုင်ပြီးဒီကာလအဲသူကံနဲ့သူကြောင်းမဲ့သူဥရသူနာရသူသေးရကိုလည်းချစ်တို့လည်းထိုင်ဝတ္တရားတိုင်းတော့ပြုလိုက်တာပဲဆိုမတတ်နိုင်တော့လက်လျှော့လိုက်ရတာပဲဆိုပြီးဒါနဲ့သာရှက်သိမ့်သွားမှန်ပါ တဘောကြဒါပြန်ရှေ့ဒီလိုဆက်သိမ်းရမှာလားတဲ့ကဲနိုင်နေနေရှိသေးတယ်ဆိုပြီးလမ်းစဉ်လိုက်ရမှာလားလမ်းစဉ်လိုက်ရဒါဒါပြန်အမ္ပတံဖို့တံမယ်ဆိုတာတခါတိုက်တော့ပေါ်ပေါ်ပါဗျာပေါ်လာဘူးလားအခုတော့ပြန်ဓဃာရမတွေနေကြထိုင်ရတာကမကဲနိုင်ဘူးမယူနိုင်ဘူးအနတ္တတလုံးလက်ကြိုက်ထားပြီးဒီကလာတခါတော့ ဘဒုကဘဒုမကင်နိုင်ဘူးဘဒုကဒုက္ခနာကလည်းအနတ္တကိုယ်ခန္ဓာကလည်းအနတ္တဆိုပြီးအနတ္တလေးတလုံးကိုနှုတ်ဖြတ်တက်တဲ့ပြီးဒီကလာဒကာရမတွေကကဲရဲရင်လည်းမရှိဘူးလို့ပိတ်ထားတယ်မှန်ပါဘူးအနတ္တတလုံးကင်ပြီးပိတ်ထားမှန်ပါဘူးဘယ်လောက်နင့်နာလဲမနင့်နာဘူးမနင့်နာဘူးလားနင့်နာပါဘူးအဲ့ဒါကြောင့်ယနေ့ခင်ဗျားတို့နားလည်ထားတဲ့အနတ္တဟာဘယ်လိုပဲ အမေကသားမပိုင်းသားကအမေမပိုင်းအမေကလည်းမေယုံနာမပိုင်းသားကလည်းသားယုံနာမပိုင်ဘူးဆိုတာလေအနတ္တသဘောကတော့ဖြင့်တခါကျွဲမှန်ပါရဲ့မှန်ပါဘူးမမေမညာတော်လဲကဲနိုင်ယူတိုင်တဲ့လမ်းစဉ်နဲ့အကျင့်ရှိသေးတယ်မှန်ပါဘူးဗျာပါတယ်လို့ကဲနိုင်ယူနိုင်တဲ့လမ်းလည်းရှိလမ်းစဉ်လည်းရှိအကျင့်လည်းရှိဆိုသဖြင့် အင်္ဂုတ္တပါဠိတော်မှာဘုရားသခင်ကိုရမကြီးဟောတော်မူသောကြောင့်ဩတို့ဒီကားလို့ရှင်အနတ္တအနတ္တနဲ့ထိုင်နေလို့မပြီးသေးပါလားဟာမှန်ပါဘောလားလားအနတ္တအနတ္တနဲ့ထိုင်နေလို့ပြီးကြပါမှန်ပါဘူးအနတ္တအနတ္တနဲ့ထိုင်နေတော့အနတ္တဉာဏ်စစ်မဟုတ်ဖဲနဲ့မြင့်ရင်နဲ့ထိုင်နေမှန်ပါဘူးဘောကနဲ့ထိုင်နေလားမှန်ပါဘူးဘာနဲ့ထိုင်နေလဲဘောကနဲ့ထိုင်ပရိဒေဝဆိုတဲ့ပြည့်ရင်နဲ့ထိုင်မှန်ပါ အင်းလေးဆိုင်ရအထိုင်မှဟုတ်ပါရဲ့လားဟုတ်ပါပါအဲဒါဖြင့်ဒကာဓမ္မတွေလူသေးတဲ့အချက်ကိုဘုရားသခင်ကိုရမေကြီးကဖြည့်ဆွက်လိုက်ခြင်းကြောင့်ကျွတ်တို့ဖြင့်ယနေ့ဦးစားရအားထားရရှိအမေကသာကဲနေတဲ့သာကမဲကဲနေတဲ့လမ်းစဉ်အကျင့်တွေရှိပါသေးတယ်ဆိုတာဘုရားကထုတ်ဖော်ပြောတဲ့အတွက်အလွန်ဝမ်းမြောက်စရာကောင်းတဲ့နေပဲလို့ဆုံးဖြတ်ချက်ချပါပါ မတွေ့ဘူးတဲ့တရားမှန်ပါပါသဘောကျကြဘုရားတို့ဒါလေးကသမီးလေးတွေကြလာပြီဆိုပြင်တကကြွယ်တို့တကစိတ်တို့ကရွှေပုံမြတယ်ပေါ့ဗျာမှန်ပါပါခေရင်ရင်လိုက်တာလဲတန်းကုန်နေတာပဲတို့တော့လဲအင်းတချို့ငယ်ငယ်နဲ့သေချာကြေးကြတချို့ရွယ်လေးရောက်မှသေချာကြေးကြတယ်ကောင်မရှိလားဗျာကျုပ်ပြန်နားလိုက်တာဗျာမတတ်တာလို့သာ သင်မဲနိုင်ငံလိုက်သွားတော့မတတ်နိုင်လို့လျှော့လေရတယ်အနတ္တမွေသာလျှော့လေရတယ်ဆိုပြီးဒီကရညီလုံးနဲ့ဒေါမနသနဲ့ဒီလိုပဲဒီကရမတွေအချင်းကုန်ပြီးဒီကရနေခဲ့တာအဲ့ဒီအနတ္တကိုဒီကရမတို့ယနေ့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဩဒီအနတ္တနယ်ကနေပြီးဒီကရကျွတ်တို့ဒီကားလို့ဆိုရင်ခွင်းကညီလုံးနဲ့မျက်ရည်နဲ့နေရတဲ့အဖြစ်မှာ ညီလုံးရောမြဲရောတိမ့်ပြီးတဲ့ကာလကဲနိုင်ယူနိုင်တဲ့လမ်းစဉ်အကျင့်သေသေးချာချာရှိတယ်ဆိုတာဆုံးဖြတ်ချက်ချပါရှင်းပါဘူးရှင်းမလားရှင်းပါဘူးကဲတကသိုက်ရင်နေရကြပါဒါဘုန်းကြီးကကြံပန်ဟောတာမဟုတ်ပါဘူးကျုပ်ပါဠိတော်မှာတိက္ကဏိဘအင်္ဂုတ်ထုံမှာသုံးခုဟောတဲ့တွေ့တဲ့ဒကာရမတွေဒီလမ်းစဉ်ဟာမှန်တယ်လို့ဆိုကြပါနော် ခိုင်းလာတဲ့ဒကာရမတို့စဉ်းစားကြပါစို့တဲ့ကျွတ်တို့ဖြစ်စဉ်စဉ်းစားလိုက်ရင်ပေါ်လာပါလိမ့်မယ်တဲ့ဒီဘက်ကနှစ်ခုချလိုက်တယ်ဒကာသိုက်ပါပါလိမ့်ဆရာမရဒီဘက်ကကျရင်ဆရာမရဏကြီးပဲမှန်ပါဘူးအင်းမိမိခန္ဓာကလည်းဆရာမရဏလမ်းဆုံးမှန်ပါဘူးသဘောကျသာသမီခန္ဓာကြီးလိုက်ပြန်မှန်ပါဘူးအေးဆရာမရဏလမ်းဆုံးသဘောကျလား အဲသာသမိခန္ဓာကလည်းဇယမရဏလမ်းဆုံးကိုအမင်းပါကထိုင်သာကြည့်နေရတယ်မတတ်နိုင်ဘူးမိမိခန္ဓာကလည်းဇယမရဏလမ်းဆုံးဖြစ်နေတဲ့အတွက်ထိုင်သာကြည့်နေရတယ်သာသမိတွေကအမင်းပါမကယ်မယူနိုင်ဘူးဆိုပြီးကာလလက်လျှော့မလျှော့လိုက်ပါနဲ့လို့ယနေ့တရားသတိပေးလိုက်ပါတယ်တရားဓမ္မတို့ဘယ်လိုသတိပေးပါလဲမလျှော့ပါနဲ့ဆိုတော့တရားကျော်ရေးအတက်เสียသိက္ခာ အတ္တဆရာမဏကောင်းတယ်ဆိုတာဒကာဓမ္မတွေပေါ်လာရကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ဒီဘက်ကနေပြိတ္တကလာတလုံးချပြန်တော့ဩဒါကဇာတိလို့ခေါ်ကြမှာဇာတိဆိုတာပြိတ္တိပေါ့ဗျာအဲပြိတ္တိနေမိလို့ဩသေဆိုတာကလာရပြိတ္တိနေမိလို့ဘာပါလဲအဲဒကာဓမ္မတို့သာသမီပြိတ္တိနေမိလဲဩသေလားမလား အဖေပြိသရေနေနေရလားဟုတ်ပါပါဩတာဖြင့်သာသမီလည်းပြိသရေမနေရအောင်မှန်ပါပါဟုတ်လားကိုလည်းပြိသရေမနေရအောင်လုံလိုက်လို့ရှိဖြင့်ကိုသာသမီလည်းဟိုသေးနဲ့မတွေ့ရအောင်မင်းမင်းမိမိကောဟုတ်ပါပါအေးဒါဖြင့်သူ့လည်းလောက်ခိုင်းကိုလည်းလောက်ဆိုလို့ရှိဖြင့်ကဲနိုင်တဲ့တရားရှိမှန်ပါပါသူ့လည်းလောက်ခိုင်းကိုလည်းလောက်ဆိုရင်ဖြင့်ကဲနိုင်တဲ့ ဟာတကသေးတကကျွဲတို့တော်တော်ဘုဒ္ဓံပါတော်တော်ဘုဒ္ဓံနဲ့တရားဆိုတာတရားဓမ္မတွေကောင်းကောင်းကြီးပေါ်ဗလားအဲ့တော့အလကားနေအိမ်ထိုင်ရင်းပြီးဒီကလာမနေစမ်းပါနဲ့လို့ဆရာဘုန်းကြီးကသတိပေးလိုက်အိမ်ထိုင်ပြီးဒီကလာနင်းတို့အတွက်ခဲသေးတယ်နင်းတို့ကြီးမှာကိုငါကြောက်နေသေးတယ်မလောက်ပါနဲ့သဘောကျလား အေးငါတို့ရမရှိလို့ရှင်နေလို့ခဲချင်းကျုံမယ်လို့ရင်းလုံးတွေထုံးမနေလိုက်ပါနဲ့ဟုတ်လားရင်းလုံးထုတ်တာကမကယ်နိုင်ဘူးသူ့ကိုလည်းတရားဓမ္မတို့ပြိစ္ဆာမနေအောင်လုပ်ပေးမိမိကရောမိမိလည်းပြိစ္ဆာမနေအောင်လုပ်ပေါ့ဗျာမိမိလည်းပြိစ္ဆာမနေအောင်လုပ်သာသမီတွေလည်းဒါဖြင့်သူ့အိုသေးလည်းမရှိကို့အိုသေးလည်းမရှိတော့ကြောင့် ဩဒီနေ့ဒီကားလို့ရှင်အမေကသာသမီကဲနိုင်တဲ့တရားပါလားသာသမီကမေဖေကိုကဲနိုင်ပါဘူးဩဒါမသိသေးတာနဲ့တရားသိတို့တရားကျွယ်တို့ကအင်းအနတ္တတလုံးနဲ့ခြုံပဲချနေရမှန်ပါပါဘုရားသဘောပါပါပါဘာတလုံးနဲ့ခြုံပဲချအနတ္တတလုံးနဲ့ခြုံပဲချ gain ဒီဘက်ကဓမ္မတွေကိုပေါ်ကြနောက်အနတ္တတလုံးနဲ့ခြုံပဲချမလီပါနဲ့ မက်ကသစ္စာကိုလက်ကင်ထားလိုက်စမ်းပါဘာလက်ကင်ထားမက်ကသစ္စာလက်ကင်ထားလိုက်ပြီဆိုမှဖြင့်ဇာတိဆိုတဲ့ပြိတိနေမှုရှိသေးရှိပါပါဘူးအဲသူမကြီးလို့ရှင်အိုနာသေးရောဒါဖြင့်သာသမိများလည်းဒီလောက်တိုက်တွန်းအောင်မင်းမိဘကလည်းဒီလောက်ကိုယ်ပိုင်လောက်ပါသာသမိများကိုလည်းတိုက်တွန်းပါ အလကားစီရင်ခင်ဗျားတို့ကရှစ်တက်ခဏနဲ့ပဲနင်တို့ငယ်ပါသေးတယ်နေသေးတာပေါ့အမေဖေတို့သာရေးလို့တန်တရားရေးရေးကြည့်လို့တို့သွားနာမယ်လို့ဒီလိုမလုပ်ပါနဲ့မရှိရရောက်မင်းအမေအိုမင်းအမေသေရကွာဒါမေဖေကရှိရမယ်ရောက်သေးရလားမရောက်ပါဘူးစဉ်းစားမိရလားခင်ဗျားတို့ပြောတွေကအာရွယ်နေတယ်လို့တခါသိတို့တခါကျွယ်တို့ခွန်ကြီးတို့ကအပြစ်တင်လိုက်မှန်ပါပါ မတင်တိုက်ဘူးလားအဲသူ့ကိုသေးခေါ်တော့ဖြင့်ဒီလိုကဥမာသင်္မာရေတွေလည်းရှိပြီးဒီကလာနေ냐ဆိုတော့သူကဥမာသင်္မာသာပြီးဒီကလာနေတယ်ဟာဆိုပြီးဒီကလာနေတော့တော့ကမ္မတကပဲဆိုပြီးမကင်အလုံးနှောင်းနှောင်းသေးနေအလုံးခိုင်းလို့ရှိရင်ဖြင့်အဲမကယ်ခြင်းနဲ့အမိန်ပြီးပါပဲဆိုရိုက်ပါလားဆိုရိုက်ပါပဲဘယ်လိုဆိုကြမလဲမကယ်ခြင်းနဲ့အမိန်ပြီးပါပါပြီးတော့ဗဇတ်ချစ်ပေါ့လေ အစကလည်းချက်လိုက်တယ်ကျင်လာလိုက်တယ်လည်းငုံတောင်ထားကျင်သေးတယ်အစရှိသေးတယ်ဒကာသက်တို့လောကတွေကတော့ပေါ်ပေါ်ရပေါ်တာပေါ်တယ်ဒီဥစ္စာဝန်တဲ့ကစစ်စစ်ပါပါရလားလို့မေးရှင်းပါဘူးရှင်းမလားဒါတော်ကြီးကချက်ပါတယ်ခင်ဗျားလည်းကျင်လာပါတယ်ဆိုတဲ့စကားကဖြစ်ခင်ဗျားတို့ချက်နေတဲ့လောက်ဟာလောကပါပဲတကယ်တမ်းအိုတဲ့နာတဲ့လမ်းကိုပိတ်ပင်ပေးတာမှမဟုတ်ဖဲ့ တကယ်ကျရင်လောကုတ်တွေပေါ်လားပေါ်ပါဗျာဒါပြန်တော့ဒီလောကုတ်တွေသုံးလို့တော်ပါမလားပေါ်ပါဗျာတကယ်တကယ်သုံးမြင်သေးလားမသုံးပါဘူးဟုတ်ကောမသုံးတော့ဘူးလားအေးမသုံးပါတကယ်ဓမ္မလို့သုံးလိုက်လို့ရှိရင်ငါးပါးမောက်ပဲအမေမိဘကသာသမီများကိုအေးနေတော့လားဘဝနှလုံးပခုံးလက်နဲ့ကစပြီးကြွေးရမွေးရခဲ့ရတာ ငယ်လေးပဲခင်နေတယ်ငယ်လေးကြီးပဲကြီးရတော့လဲဆိုပြီးချစ်ကြောင်းခင်ကြောင်းကိုတခါတည်းငယ်ကျိုးငယ်နာလှမ်းပြီးတက္ကလကရုဏာတွေမေတ္တာတွေများပြောမြနေလိုက်တာမဆုံးဘူးသဘောကျအဲ့ဒီမဆုံးပေမဲ့လည်းခေါင်းကမဲ့ခင်လန်းကိုသင်မပဲလို့ရှိရင်သူ့အိုရနာရာအမေမိဘကချီးရှင်လို့